မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ၈ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်နဲ့ကျွန်းစုမြို့နယ်အဆက်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ရှေ့တန်းစခန်းကိုဝင်ရောက်တိုက်ခိုက်ရောက်စစ်တပ်ကဗိုလ်မှူးမြင်ဝင်းအပါအဝင်၄ဦးသေဆုံးပြီးတော့စစ်သားများအလုံးဟာစခန်းကိုဆုတ်ခွာထွက်ပြေးသွားကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလာ6ရက်နေ့မနက်9:55မိနစ်ခန့်မှာတနင်္သာရီမြို့နယ်နဲ့ကျွန်းစုမြို့နယ်အဆက်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ ်ဝါရီပိန်တောပြင်ရှေ့တန်းစခန်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာနှစ်နာရီခွဲနီးပါးကြာမြင့်ခဲ့ပြီးတော့၃ချိန်ဇက်တိုက်အပြင်းထန်ပစ်ခတ်မှုများဖြစ်ပွားနေတဲ့အချိန်မှာ အချမ်းမှာစစ်တပ်ဘက်ကလေရင်တစည်းစစ်ရဟတ်ရင်တစည်းလို့နဲ့ခုနကချင်းဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ရဟတ်ရင်ဘော်ကနေပြီးတော့စစ်တပ်နဲ့များနဲ့အပြင်းထန်ပစ်ခတ်ခြင်းများလှုပ်ဆောင်ခဲ့ပြီးတော့ရေနဲ့စစ်တင်းမောဘော်ကနေလဲလက်နက်ကြီးလက်နက်ငယ်များနဲ့အချိန်ကြီးများစွာပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကအထိနာပြီးတော့စစ်သားများအလုံးဟာရှေ့တန်းစခန်းကနေပြီးတော့ဆုံခွာထွက်ပြေးသွားကြတယ်လို့သိရပါဗျ။ အခုလိုမျိုးထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းမဆက်တက်ဘက်ကဗိုလ်မှူးမြင့်ဝင်းအပါဝင်စစ်ကောင်းစီတပ်သား၄ဦးတေဆုံးသွားပြီးတော့ကိုဦးဟာလည်းဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲကိုတနင်္လာမျိုးနယ်ဘက်ကဖဘိတ်ခရိုင်တိုက်ရဲနဲ့ကျွန်းစုဘက်ကဖနဲ့တိုင်းဘက်ကဖတို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ထိုင်းမြန်မာနယ်စပ်အနီးကရင်ပြည်နယ်ဖန်ခရိုင်နယ်က တခေါ်ဘီထစခန်းကိုမေလ9ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့တမဟာခွနဲ့လက်အောက်ခံတပ်တွေကတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေဆက်အနီးမှာခြေကုပ်ယူတက်ဆွဲထားတဲ့အဲ့ဒီတက်စခန်းတိုက်ခိုက်ခံနေရပြီးတော့နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါရတယ်။တိုက်ပွဲကြောင့်စစ်ကောင်စီရဲ့တက်စခန်းအနီးတစ်ဝိုက်ကကြေးရွာတွေမှာနေထိုင်ကြတဲ့ဒေသခံတွေဟာလည်းစစ်ပီးတိမ်းရှောင်နေရပါတယ်။လုံခြုံရေးကြောင့်ရွာရဲ့နာမည်တွေကိုတော့ချန်လက်ထားပါတယ်လို့ပြောပြထားပါရတယ်။ KNU တပ်မဟာခုနှစ်စစ်ရေးလှုပ်ရှားရာနယ်မြေမှာရှိတယ်။ထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့တပ်စခန်းတွေဟာဇက်တိုက်စိုးသလိုတိုက်ခိုက်ခံနေရတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ AP လအတွင်းမှာဆိုရင်လေးဝော်မော်ဖားတူတပ်စခန်းကို KNU တပ်မဟာခုနှစ်ကတိုက်ခိုက်သိမ်းယူသွားတယ်လို့သိရပါဗျ။ဒါအပြင်အခုနှစ်အတွင်းမှာထိုင်းမြန်မာနယ်စပ်အနီးကပုလူတူစခန်းခလက်ဒေးစခန်းတွေကိုလည်းစစ်ကောင်စီတပ်ကလက်လွတ်ခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်ကတိုက်ပွဲတွေအတွင်းမှာရုရှားနိုင်ငံကတင်တန်းဆရာများနဲ့တင်ကြားထားတယ်ဆိုတဲ့ PNO PNA ပြည်သူ့စစ်များရဲ့ အထူးကွန်မန်ဒိုတပ်သားများဟာရှေ့တန်းမှာတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ညောင်ရွှေမြို့နယ်တောင်ဘက်ချမ်းမှာရှိတဲ့စစ်မြေနာမှာ PNA ပြည်သူ့စစ်ရဲ့အထူးကွန်မန်ဒိုတပ်သားများတိတ်ဆုံသွားခြင်းဖြစ်တယ်လို့သိရပါဗျ။ရုရှားကတင်တန်းဆရာများကတင် जा ပေးခဲ့တယ်ဆိုတဲ့အဲ့ဒီအထူးကွန်မန်ဒိုတပ်သားများဟာတင်တန်းစင်အပီရက်ပိုင်းအကြာမှာပဲညောင်ရွှေမြို့နယ်တိုက်ပွဲအတွင်းမှာတိတ်ဆုံသွားခြင်းဖြစ်တယ်လို့သိရပါဗျ။ညောင်ရွှေမြို့နယ်ရေးမှုရွာဘက်မှာကွန်မန်ဒိုဆိုပြီးတော့စစ်ကြောင်းထိုးလာတယ်။ပအုပ်ဘာသာစကားနဲ့တော့အသေးခံတပ်သားလို့អော်ပြီးတော့တက်လာတာပဲ။ဟုတ်ပါတယ် ်သူတို့ပြောတာမမှားပါဘူးသူတို့ဟာကွန်မန်ဒိုတွေပါအသေးကန်တပ်သားတွေဆိုတာတကယ်ဖြစ်နေပါတယ်တက်လာတဲ့ကောင်တွေအကုန်သေသွားတာကိုပဲကြည်လေလို့ PDF ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်လက်ရှိမှာစစ်ကောင်စီတပ်နဲ့ PNA ပြည်သူ့စစ်တပ်ဟာရေးမှုရအနည်းစက်ကြောင်းထုတ်နေပြီးတော့တော်လိုင်းတပ်များကပိတ်ဆို့ခုခံနေတယ်လို့သိရပါတယ်အဲ့ဒီ PNA ပြည်သူ့စစ်ကွန်မန်ဒိုဆိုတဲ့ကောင်ငါးကောင်ထက်မနေဘူးသေသွားတယ်လို့ IPDF ကရဲဘော်တအုပ်ကပြောပြထားပါတယ်စစ်ကောင်စီတပ်နဲ့ PNA တို့ဟာအထိနာပြီးတော့ပြန်လည်ဆုတ်ခွာခြင်းအင်အားပြန်စုပြီးတော့စစ်ကြောင်းပြန်ထိုးခြင်းနဲ့ရွှေတိုးနောက်ဆုတ်လုပ်နေတယ်လို့၎င်းကပြောပြထားပါတယ်ရုရှားနိုင်ငံကနေတင်းနှန်းနီးပြဆရာများငှားပြီးတော့ PNO ရဲ့အထူးကွန်မန်ဒိုတပ်သားများဟာအပတ်စဉ်တင်းနှန်းဆင်းပွဲကိုမေလ၂ရက်နေ့ကပြုလုပ်ခဲ့ပြီးတော့စစ်ကောင်စီရဲ့ရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကအရာရှိများလည်းတက်ရောက်ခဲ့တာကိုတွေ့ရပါတယ်။ညောင်ရွှေမြို့နယ်တောင်ပိုင်းမှာရှိတဲ့ဆန်ကားကြီးရွာအုပ်စု၊ထီခိုးရွာ၊ရေဘူးရွာ၊တောင်ဖို့တွဲရွာနဲ့ ညောင်လေးပင်ကြေးဝါတို့ကိုစစ်ကောင်စီတပ်နဲ့ပူးပေါင်းစစ်ကြောင်းထိုးမယ်ဆိုပြီးတော့ PNL ပြည်သူ့စစ်ကောင်အေပီလ6ရက်နေ့မှာကြေညာခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲရေဘူးချေးပြအရှိချမ်းစစ်ကြောင်းထိုးရမှာ PNA နဲ့စစ်ကောင်စီတပ်တို့ထိခိုက်တေဆုံးမှုတွေများပြီးတော့ပြန်လည်ဆုတ်ခွာသွားခဲ့ရတာ၎င်းတို့ရဲ့ကင်းထောက် drone တစ်စီးကိုလည်း IPDF ကပြစ်ချပြီးတော့ရရှိခဲ့တယ်လို့သိရပါဗျ။2022ခုနှစ်ကစပြီးတော့ PNO PNA ဟာအာနာသိန်းစစ်တပ်နဲ့ပူးပေါင်းပြီးတော့ဖွဲ့စည်းခဲ့ပြီး၎င်းရဲ့နယ်မြေဖြစ်တဲ့အထုဒေသ6မှာရှိတဲ့ပင်လောင်ဟိုပုံးနဲ့စီဆိုင်မြို့နယ်များကလူငယ်များကို အတင်းအားဓမ္မပြည်သူစစ်အဖြစ်နဲ့တုတ်သွင်းပြီးတော့လူလူထံကနေပြီးတော့စက်ကြီးများကိုလည်းကောက်ယူခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းရေပြူမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်က2ဦးသေဆုံးပြီးတော့တော်လိုင်းရဲဘော်တအူးကြာဆုံးခဲ့ရကစစ်တပ်ကပြည်သူ2ဦးကိုပြစ်တက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလာ၁ရက်နေ့မနက်7:00နာရီခွဲအချိန်ကမှရေပြူမြို့နယ်စိန်ပုံချေးွာအနီးငယ်မြေရှင်းလင်းရေးလှုပ်ဆောင်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပြူစောတိများကိုဒေါနာစစ်ကြောင်း3ကတော်လိုင်းရဲဘော်များက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သား၂ဦးသေဆုံးပြီးတော့တော်လိုင်းရဲဘော်၂ဦးကြာဆုံးကပြည်သူ၂ဦးကိုလည်းစစ်ကောင်စီတပ်သားများကဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာတော်လိုင်းရဲဘော်များဘက်က 16KR အရှိတလတ် ပစ္စတိုတလက်နဲ့ကြီးပေါင်းနှစ်ခုတို့ဆုံးရှုံးခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများကခီးသွွားပြည်သူများကိုဖမ်းဆီးဆက်ဆင်းချင်းချောင်းမှုများကိုလည်းပြုလုပ်သွားတယ်လို့ပြောပါရယ်စစ်ခွေးတွေတတ်သွားတဲ့ပြည်သူနှစ်ဦးကဖျားသုံးစုကရွာသားတွေပါစစ်ခွေးတတ်သွားတဲ့ပြည်သူနှစ်ဦးကတော့အမျိုးသားနှစ်ဦးပါအသက်အရွယ်39နှစ်အမျိုးသားတဦးနဲ့အသက်အရွယ်40အရွယ်အမျိုးသားတဦးပါ ။နတ်ကြီးစင်ရွာကအသက်45နှစ်အရွယ်အမျိုးသမီးတဦးကိုလည်းဖမ်းဆီးထားတာပြန်လွတ်ပေးခြင်းမရှိသေးပါဘူး။စစ်ခွေးအသက်ခံရတဲ့အမျိုးသားနှုံးနဲ့အတူဖမ်းသွားပြီးတော့အမျိုးသမီးကိုတော့ပြန်မလွတ်သေးပါဘူး။အဲ့ဒီအမျိုးသမီးကိုအခုလက်ရှိမောရဝတီရေတပ်မှာဖမ်းထားတယ်လို့တော့သတင်းရတယ်လို့ကမ်ဘောက် defense force ကရဲဘော်တအုပ်ကပြောပြထားပါရယ်လက်ရှိချိန်မှာဖျားတုံးစုစိန်ဘုံကျေးပါအနီးမှာအချက်မဲ့စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များဟာစစ်ရဲတွေဆက်လက်တင်းမာလျက်ရှိပြီးတော့ပြည်သူများအနေနဲ့ ဲ့ဒီကြေးရွာများကိုခရီးသွားလာခြင်းများရှောင်ကျဉ်ကြရန်တော်လိုင်းပူပေါင်းမဟာမိတ်အဖွဲ့များကအတိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်မှာမေလ6ရက်နေ့ညပိုင်းကငလျင်လှုပ်တဲ့အတွက်ပြည်သူများဟာလမ်းမော်ကိုဆင်းပြေးတဲ့အချိန်မှာ လမ်းမော်ကိုထွက်လာတဲ့လူငယ်တချို့ကိုစစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ6ရက်နေ့ည10:55မိနစ်အချိန်မှာရန်ကုန်တိုင်းလဲကူးမြို့နယ်ဇေယျကွင်းအနီးမြေအောက်အနက်30ကီလိုမီတာကိုဗဟိုပြစ်ပြီးတော့ Richter scale 3.8အဆင့်နဲ့အင်အားအနည်းငယ်ရှိတဲ့မြေငလျင်တစ်ခုလောက်ကပ်ခဲ့ပြီးတော့အဲ့ဒီငလျင်ကြောင့်ရန်ကုန်ကပြည်သူအများစုဟာအထက်မြင့်တိုက်တာတွေပေါ်ကနေပြီးတော့စင်ပြေခဲ့ကြတယ်လို့သိရပါတယ်6ရက်နေ့ညပိုင်းကငလျင်လောက်ခတ်မှုကြောင့်ရန်ကုန်တိုင်းလှိုင်မြို့နယ်တိရက်ကဇေယျတိတ်တိနှစ်လမ်းမှာလဲလူငယ်အများအပြား ပြည်သူများလည်းအထက်မြင့်တိုက်တွေပေါ်ကနေပြီးတော့ဆင်းပြေးကြတယ်လို့သိရပါဗျ။ငလျင်ကိုစိုးရိမ်ပြီးတော့ညနေတဲ့အထိလမ်းပေါ်မှာပြည်သူများရှိနေတဲ့အချိန်လှိုင်မြို့နယ်တိရက်ကွက်ဥက္ကဋ္ဌစစ်သားတချို့နဲ့အပေါင်းပါများက လူငယ်တအုပ်ကိုလာရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။အဲ့ဒီလူငယ်ဟာစစ်မှုထမ်းရန်အလဲကျသူဖြစ်တယ်လို့သိရပါတယ်။ငလျင်ကြောင့်အောက်ကိုဆေးပြေးကြတဲ့အချိန်မှာအုပ်ကြီးကတူရှာနေတဲ့လူငယ်ကိုစစ်မှုထမ်းရမယ်ဆိုပြီးတော့ဖမ်းသွားပါတယ်။လမ်းထဲကအခြားလူငယ်တွေလည်းရှောင်လို့မရပါဘူး။အချိန်တိုင်းရင်စစ်မှုထမ်းရမယ်ဆိုတာကိုနားလည်ထားဆိုပြီးတော့အော်ငေါက်သွားတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်ရဲ့မိတ်ဆွေတအုပ်ကရှင်းပြထားပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာအခုရက်ပိုင်းအစင်းစစ်ပြီးတော့လူငယ်တချို့ကိုဖမ်းဆီးခြင်းညပိုင်းမှာစစ်တပ်နဲ့ရဲကကင်းလဲ့ပြီးတော့ဖမ်းဆီးခြင်းညနေပိုင်းလမ်းသွာလမ်းလာနဲ့အလုတ်ပြန်တဲ့လူငယ်များကိုဖမ်းဆီးခြင်းစတဲ့ပုံစံမျိုးစုံနဲ့စစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးမှုများကိုစစ်တပ်ရဲပြူစောတိနဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့များကပူးပေါင်းပြီးတော့လှုပ်ဆောင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မကွေးတိုင်းမြန်မြုံနယ်မှာရှိတဲ့တေကြီးတော်ရွာနဲ့ပေါ့ပင်ကိုင်းရွာကိုအကြမ်းမဆက်တက်ကမိရှုဖျက်ဆီးခြင်းကြောင့်နေအိမ်36လုံးပြာကျခဲ့ရပြီးတော့ပြည်သူပိုင်ပစ္စည်းများအလုံးကိုလည်းစစ်သားတွေကခိုးယူသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မေလာနေ့ရက်နေ့ကစတင်ပြီးတော့ပခုတ်ကူတပ်မတရတက်ကမြန်မြုံနယ်ဘက်ကိုလာတဲ့အကြမ်းမဆက်တက်စစ်ကြောင်းဟာလေတံရွာတေကြီးတော်ရွာနဲ့ပေါ့ပင်ကိုင်းရွာတို့မှာတက်ဆွဲပြီးတော့ပြည်သူပိုင်ပစ္စည်းများကိုခိုးယူကနေအိမ်များကိုမိရှုဖျက်ဆီးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။ အဲ့ဒီအချမ်းမစစ်တပ်စစ်ကြောင်းဟာပေါ့ပင်ကားရွာဖုံးကြီးကျောင်းနဲ့ပြည်သူပိုင်းနေအိမ်များကိုမိရှို့ဖျက်ဆီးပြီးတော့လေထန်ရွာတကြီးတော်ရွာနဲ့ပေါ့ပင်ကားရွာတို့ကပြည်သူပိုင်းပြည်စီများကိုလည်းယူဆောင်ကနွားတွေကိုလည်းတက်ဖြတ်ပြီးတော့စားတောက်သွားတယ်လို့သိရပါတယ်။ဒါအပြင်ပြည်သူပိုင်းပြည်စီများနဲ့ဘန်ကားများကိုတိစောက်ထားတယ်လို့ပြောပါတယ်။အဲ့ဒီအချမ်းမစစ်တပ်စစ်ကြောင်းမိရှို့ဖျက်ဆီးခြင်းကြောင့် ။တကြီးတော်ရွာကပြည်သူပိုင်းနေအိမ်6လုံး၊ပေါ့ပင်ကိုင်းရွာကပြည်သူပိုင်းနေအိမ်33လုံးတို့မိရှုဖျက်ဆီးခံလိုက်ရတယ်လို့သိရပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းမှာတေဆုံသွားတဲ့စစ်သားအလောင်းများကိုလည်းလေထံရွာထဲမှာမြေမြုပ်သွားပြီးတော့၎င်းတို့ရဲ့ယူနီဖောင်းများကိုလည်းခြံထားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအချမ်းပါစစ်တပ်စစ်ကြောင်းဟာမေလ9ရက်နေ့မနက်ပိုင်းမှာတောင်ရွာဘက်ကနေပခုတ်ကူမြို့နယ်ထဲကိုပြန်လည်ထွက်ခွာသွားကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်ဇေယကြီးရွာနယ်ထမ်းမိန်ကန်ရွာကိုအချမ်းမဆက်တကစက်တက်လေးထီးနဲ့ဘုံကျဲတက်ခတ်ခြင်းကြောင့်ပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်ခုနှစ်လုံးပျက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ9ရက်နေ့မနက်အစောပိုင်း2:45မိနစ်ခန့်မှာမိထီလာလေးတက်ကနေတက်လာတဲ့အချမ်းမဆက်တရဲ့စက်တက်လေးထီး၃စီးဟာဇေယကြီးရွာနယ်ထမ်းမိန်ကန်ရွာကိုဘုံကျဲတက်ခတ်ခဲ့တယ်လို့သိရပါရတယ်။အချမ်းမဆက်တရဲ့လေးချောင်းတက်ခတ်မှုအတွင်းမှာကြီးရွာနေပြည်သူတို့ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်ခုနှစ်လုံးပြင်ဆင်ခဲ့ပြီးတော့နွားတကောင်လည်းဒဏ်ရာရရှိသွားတယ်လို့ပြောပါရယ်မေလ9ရက်နေ့မနက်အစောပိုင်းကမိထီလာလေတက်ကနေတက်လာတဲ့စက်တက်လေထီ3စီးနဲ့ဇေယျကြီးရွာနဲ့ထမ်းမြင်ကန်ရွာဘော်ကိုဘုံးသေးတွေကြက်ချတိုက်ခိုက်သွားတာပါပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိသွားတယ်နေအိမ်ခုနှစ်လုံးလည်းပြင်ဆင်သွားတယ်နွားတကောင်လည်းဒဏ်ရာရသွားတယ်လို့တောင်သာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကတာဝန်ရှိသူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ